မတိတူကြော်တွားတိတူဖော်စားပေါ့ဗျာဟိုင်ဆန်ကတော့ကျွန်တော်ကြိုက်တဲ့ branding မှာပါတယ်ဒါပေမဲ့သူ့ရဲ့ branding လောက်တဲ့ speaker တော်တော်နှေးရလို့ပြောလို့ရတယ်ဒါကျွန်တော်နိုင်ငံမှာပေါ့ဟိုင်ဆန်ကတော့ကျွန်တော်စီမာလက်ရှိရောင်းနေရတော့ washing machine ပဲ washing machine မှာဆိုရင်ကျွန်တော်ရောင်းတာကတော့အာတနည်းအားဖြင့် 8kg တန်း kg ပေါ့နော်ဒီဝင်းချင်းကိုရောင်းတယ်နောက်တစ်ခုကကြတော့ဒီ high set မှာအခုကျွန်တော်ရောင်းမဲ့က washing machine auto washing machine က 8kg ဟိုက်ဆန်ကိုဘာကြောင့်ကြိုက်လဲလို့မေးလို့ရှိရင်ကျွန်တော်အတွင်းအပြင်ဒီဇိုင်းသူကသူတိဆောက်ထားတဲ့ပုံကအသေးစိတ်ကအစဟိုဘယ်လိုခေါမလဲလှုပ်ထားပေးတာဖြစ်တဲ့အတွက်တနည်းအားဖြင့်တော့စေရနာပါတယ်စနစ်ကြတယ်ပေါ့ဗျာကျွန်တော်ပြောနေကြစကားပါပဲသူကဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့တမ်ဘာကလပ်ထူထူတဲတဲရှိတယ်ပြီးရင်တမ်ဘာကလပ်အဖုံးကလည်း hydraulic dose system ပါတယ်နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် သူကအဝိရှော်ဆဲညီမညီပေါ့အဝိရှော်ဆဲရဲ့တဘောတော်ဘာဝါကတော့ကျွန်တော်တို့ကရေပြင်းကြီးပေါ်မှာတကယ်ကိုညီညီလေးထားမှအဝိရှော်ဆဲကအထဲမှာကျွန်တော်တို့ကဒီဒီဒီညှစ်တဲ့အခါမှာပဲရှော်တဲ့အခါမှာပဲဖြစ်ဖြစ်ဘဲလန့်ညီမှအဝိရှော်ဆဲမပြတ်မှာပေါ့ဗျာနော်သူကဒီမှာရေချိန်ပုံစံမျိုးလေးပါတယ်ဒါကကျွန်တော်တို့ကညီမညီပေါ့နောက်တစ်ခုကကြတော့သူကဒီမှာဆိုလို့ရှိရင်သူ့ရဲ့ဘက်တန်တွေကတနည်းအားဖြင့်တော့ကျွန်တော်တို့ကတ်ပေါ့ကတ်ကဒီအောက်မှာထည့်ထားပေးတယ်နောက်ပြီးတော့လို့ရှိရင်သူကကတ်ရဲ့အပေါ်မှာမှဒီကောက်ဒီတမ်ဘာကလပ်အဖုံးလေးက ဆန်းရှိတ်ပုံစံမျိုးလေးထည့်ထားပေးတယ်။တုံးထားတဲ့ကျွန်တော်တို့ body စေးသားကလည်းခုနလိုမျိုးထူထူထဲထဲရှိတယ်။နောက်တစ်ခုကတုံးထားတဲ့ဒီကုတ်တင်တွေကလည်းဒီရေမာဓာတ်တထုပေါ့ဥမာထုံးဓာတ်တို့တန်ဓာတ်တို့အငန်ဓာတ်တို့ပါလို့ရှိရင်တော့လွယ်လွယ်ကူကူပြောတော့စေးတွေကွာပြီးတန်ကြီးမလိုက်နိုင်ဘူးဗျ။ Okay site ကလည်းအနေတော် site တနည်းအားဖြင့်တော့ကျွန်တော်တို့တထောင်ဆွန်းဆွန်းလောက်ပဲရှိမယ်ပတ်ပတ်လည်းတထောင်ဆွန်းဆွန်းလောက်ပဲရှိမယ်အမြင့်ကလည်းကျွန်တော်ဒီလောက်ပဲရှိတယ်တိုက်ခန်းမှာပဲထားထား ကျွန်တော်တို့ကွန်ဒိုလိုနေရာမျိုးမှာပဲထားတာလုံရင်းအိမ်မှာပဲထားတာတကူကြီးတကောင်မှာတကာရထမပဲဖြစ်ဖြစ်ကျွန်တော်တို့မိသားစု၄၅လောက်ရှိခဲ့တူပဲဖြစ်ဖြစ်လုံးဝကွက်တိဖြစ်တဲ့ 8kg Hisense ရဲ့ Auto Washing Machine ကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Tech Seven Electronic Hardware ကိုကြော်လန့်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်